ဆေးရုံမှာယောဂကလုံးဝပြန်မထနိုင်တော့ဘောနော်ပြန်မထနိုင်ဘဲနဲ့လဲနေတဲ့အချိန်မှာမိသားစုတွေကလည်းမတတ်နိုင်တော့ဘောနော်ဈေးတွေမတတ်နိုင်တဲ့အတွက်ကြောင့်မလို့အမေဖြစ်တဲ့သူကိုဆေးဝင်တွေကိုလှုပ်လိုက်ပါဆိုတော့ပြောလိုက်တဲ့အချိန်မှာဆေးဝင်တွေတော့လှုပ်လိုက်တော့ဆေးတော့ခုနပြောလိုက်တဲ့အတွက်ဆေးဝင်တွေကတော့တသသေးစေခြင်းနဲ့စေတနာနဲ့သေတာမဟုတ်ဘူးဆိုတော့တပိုင်းတော့ပြီးပါပြီဒါပေမဲ့တသမီတွေအနေနဲ့ကျတော့သူက ဟိုဆရာဝန်တွေကိုခွင့်ပြုလိုက်တဲ့သဘောဖြစ်သွားတော့ဗျအဲ့တော့ကျတော့သာသမီတွေမှာကျတော့မတုအဲ့ဒီပင်စနန္ဒီယကံမြောက်တလားဟိုပနာတိပါတကံဘယ်လိုမြောက်ဝင်မလဲဗျမလုံကောင်းဘူးအဲ့ဒါဥစဉ်တော့အချိန်ချင်းခဏခဏသတိပေးတယ်ဟိုတော့ငငယ်ကလေးကအဲ့ဒီဆောင်းပါလေးဖတ်ဘူးတယ်ဟိုကလေးဘွားကလေးကအဲ့ဒီကံတွေထိုက်တတ်တယ်နော်မလောက်ပါဘူးကိုရဲ့အမေဖေတွေအဲ့လိုမျိုးဒုက္ခဝေဒနာခံစားနေရတယ်ဆိုတော့အဲ့ဒါကိုမကြည့်ရလို့သားသမီးတွေကဆရာဝန်ကိုလှုပ်ခိုင်းလိုက်တာမျိုးကိုတော့မလှုပ်ဘူးဆရာဝန်လှုပ်ခိုင်းသဘောတူလက်မှတ်ထိုးတယ်မလှုပ်ပါဘူးအဲ့ဒါကန်ထောက်တယ်ကန်ထိုက်တယ်ဟိုဘာလို့ ပါဏတိပါတာမှာပါပါလိမ့်မယ်ကိုတိုင်တက်ရတယ်မကောင်သူများကိုခိုင်းတာလည်းပါတယ်လေသူများကိုခိုင်းတာလည်းမရအဲ့တော့ကိုတော့ဆင်းမထိုးဘူးဆင်းမဖြတ်ဘူးဆရာမကိုလုတ်ခွင့်ပြလိုက်တဲ့သဘောတူလိုက်တယ်ဆိုဒါခွင့်ပြုတာပဲလေကန်ထိုက်တယ်ကန်နော်အဲ့ဒါအမေဆိုရင်မာတုကာတကကန်ထိုက်မယ်အဖေဆိုပိတုကာတကကန်ထိုက်တယ်အဲ့ဒါကြောင့်အဲ့လိုမျိုးဒုက္ခဝေဒနာခံစားရတဲ့အမေဖေကိုအဲ့လိုမျိုးနည်းနည်းသိသွားအောင်လို့လုတ်ခွင့်မပြုအောင်နော်တော်သူတမင်းနေရှည်ရှည်တနာရီအသက်ရှည်ရှည်အသက်ရှည်ရခြင်းဟာသူ့အတွက်နေတတ်ရင်အကျိုးအယမ်းရှိတယ် နော်နည်းနည်းစက်မိပြောရမယ်ဆိုလူပွားရဲ့တန်ဖိုးနည်းနည်းသိအောင်ပြောနိုင်အောင်ပါတချို့ကလူပွားတစ်ခုကလက်လွတ်စပယ်ဆုံးရှုံးနေကြတာပေါ့နော်ဟုတ်ဘူးတဏှာရင်နေနေရနေရတမိနစ်လောက်ပဲနေရနေရအဲတမိနစ်အတွင်းမှာလူပွားမှာဘာမှမဆိုဖြစ်သွားနိုင်ဥပမာရဟန္တာဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားဝိပဿနာအားထုတ်နေတဲ့ယောဂီသားဖြစ်ခဲ့မယ်ဆိုလို့ချင်းအဲတမိနစ်အတွင်းမှာလည်းသူရဟန္တာဖြစ်သွားနိုင်တာပဲသောတာပန်ဖြစ်သွားနိုင်တာပဲတမိနစ်ဆိုတဲ့အချိန်ကတော့သူတက်အများကြီးတရားရှုမဲ့လို့ရတယ်ဆိုတာလေအဲလူလူပွားကနေတည်သွားလို့ချင်းကောင်းစားသူကတိရောက်ဖို့မသေးချာဘူး အပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိတ်တာဖြစ်သွားနိုင်တယ်